ုံးကိုဆွဲချက်တင်လိုက်ပြီဆိုရင်တော့သူ့အနေထားကအန္တရာယ်များလာပါတယ်ဆွဲချက်မတင်ခင်လေးမှာဒီအမှုပြည့်ပြည့်သွားအောင်လုပ်ဖို့ပဲလိုပဲပေါ့ဆွဲချက်တင်ဖို့မတင်ဖို့အရေးကြီးပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီနိုင်ငံမှာတရားစီရင်ရေးနဲ့ပတ်သက်ရင်ဘုသူကြီးမင်းအောင်လိုင်ကိုရိုင်းမယ်လင်တရားစီရင်ရေးကိုမဆက်ဖက်ဘူးသူကြီးသူကအဲ့လိုနေနေရလူဖြစ်တယ်ဆိုတော့အကယ်၍သာတရားရုံးမှာဆွဲတင်လိုက်ပြီဆိုရင်တော့ဒါကိုစောဘုံကြီးနဲ့သူမဆူမြအောင်လုပ်မယ်နေကြလားပါကိုတုံမျိုးကြီးရဲ့တရင်တုံးချက်လေးချိုးနောက်တောင်းချင်အောင်ခင်ဒီစောဘုံကြီးပေါ့ကိုစောဘုံကြီးကိုဟုတ်တယ်နော်အချက်ပဲတစ်ပြည့်ဥပဒေပုံမှန်၃ခါခွေးနဲ့ သုံးခါဝေး15နဲ့ဂျွန်လ10ရက်ကမှုဖွင့်ထားပါတယ်တဲ့။နော်သူ့ကိုကနအုပ်ဖွင့်တာတော့ပုံမှန်9 9ကကြီးပုံမှန်66ကကကြီးနဲ့ဖွင့်ထားတာဟာတဲ့။အဲ့ဒါကိုထပ်တိုးဖြစ်နေအဲအချက်ပဲတိုက်ပြည့်ဥပဒေပုံမှန်သုံးခါဝေး15နဲ့ထပ်တိုးမှုဖွင့်ထားပါတယ်ဆိုပြီးတော့ DVB သတင်းဌာနကရေးတယ်။နော်သူရေးတော့မှကျွန်တော်လည်းဒါပြောနိုင်တော့ဘာလို့ဆိုတော့ကျွန်တော်ကကျွန်တော်တော့ဒီသတင်းကိုပြောဖို့စမ်းသပ်မရှိဘူး။ပုံနဲ့ပြောဒါဒါကအဲဒါကသတင်းဖြစ်နေတဲ့ထက်ပြောရမယ်အရေးကြီးတဲ့ issue တခုတော့မဟုတ်ဘူး။သို့တော့သို့တော့ခုနသတင်းဖြစ်နေတဲ့ ပြည်ပြင်းမီဒီယာတွေကတော့ဝိုင်းကြည့်လာတဲ့ခါကျတော့ကျွန်တော်ဒါကိုထည့်ပြောလာတာပေါ့နော်တဘောဆိုတော့ဒီကိုစောပွင့်ကိုလွန်လွတ်တဲ့ဖော်မနဲ့ခေါ်ယူပြီးတော့စစ်စီမေးမြန်းနေဆိုတဲ့အထီးဒီကျွန်တော်သိတယ်ဒါပေမဲ့ကျွန်တော်ဒါတွေကို highlight မလုပ်ဘူးဘာလို့ဆိုတော့ဒါတွေက highlight လောက်မှကိစ္စမဟုတ်ဘူးခေါ်ယူမေးမြန်းစစ်စီတဲ့ဆိုတာတွေအကုန်လုံးကအမှုဖွင့်ထားတာမဟုတ်တဲ့အတွက်ကျွန်တော်ပြောလို့မပြောဘူးဘာလို့ဆိုတော့ခေါ်ယူမယ်ကွဂျွန်လွန်မဲကြီးခေါ်ယူမေးမြန်းနေပြန်ပြီးတော့ဟိုပြန်လွတ်ပစ်လိုက်တယ်ဒါကိုကျွန်တော်တို့ဘာမှမဖြစ်တဲ့အတွက်အများကြီးတော့မပြောဘူးအခုကိုစောကိုစောပွင့်လေးတွေခေါ်ယူမေးမြန်းနေဆိုတဲ့အချိန်မှာကျွန်တော်တို့ကဘာမှမပြောဘဲနေတယ်ပြီးတော့ခေါ်ယူမေးမြန်းမှုနဲ့နောက်မှာဘာတွေပါလာမလဲဆိုတော့ကျွန်တော်တို့မသိတဲ့အတွက်ကျွန်တော်တို့က ဘာမှမထွက်လာသေးတဲ့ issue တမ်းပြီးကျွန်တော်တို့စိတ်ထဲစိတ်ကူးထဲပေါက်ရအောင်ရှောက်ပြလို့မရတဲ့အတွက်ကျွန်တော်ပြောတာအခုတော့သူ့နဲ့ပတ်သက်ပြီးအမှုဖွင့်ထားတဲ့ဆိုတဲ့ကိစ္စက DVB ရေးတဲ့ခါကျမှကျွန်တော်တို့ကတော့ DVB ရဲ့ဟာကိုကူးကားပြီးလို့ပဲကျွန်တော်ပြောချင်တာပါ DVB ရေးတာတော့သူ့ကိုပထမဖွင့်လာတော့ပုံမှန်900ကကြီးပုံမှန်66ကကကကြီးပေါ့နော်နော်အဲအဲ့ဒါနဲ့ဖွင့်ထားတယ်ပေါ့အခုတော့ထပ်ထိုးဖြစ်နေကြပ်တက်ပြည့်ဥပဒေပုံမှန်3ခါခွေး15နဲ့ပါထပ်ထိုးဖွင့်ပါတယ်ဆိုပြီးတော့ DVB ရေးတယ်အဲသူ့ကတော့တုံးတာတော့ DVB တုံးတဲ့သကလုံးကတော့စစ်တပ်ထောက်ခံသူ ဘုရင်စစ်တပ်ထောက်ခံသူဇော်ပေါ်ကြီးကိုတဲ့အချမ်းမဲ့တပ်ပြည်ဥရင်းနဲ့မဟုတ်ထပ်ဖွင့်ဆိုပြီးတော့သူတို့ကဒီလိုရေးပါတယ်သူ့ကိုဖွင့်လာတော့ဒါ NUG ကထုတ်ထားတဲ့တရှူဆိုပြီးတော့ပြောတာမျိုးတွေကြားတယ်နောက် PDF နဲ့ဆက်သွယ်လို့ပြောတဲ့အမှုကြားပါတယ်ဆိုပြီးပြောတယ်သူတို့ကတရားမွင်တွင်းကုန်ပို့ကုန်တွေကိုအဲတရားမွင်တွင်းတယ်ကိုပို့တယ်ပေါ့ဒါကြောင့်မို့လို့ပြောတယ်ဆိုမျိုးတွေလေခေါင်းစဉ်တက်တယ်မျိုးစုံပေါ့ဗျာသူ့ကိုခေါင်းစဉ်တက်တာတော့မျိုးစုံတက်ထားတယ်ဒါတော့ဟိုကရေးတာပါအာမျိုးစုံရေးကြတာပေါ့နော်မျိုးစုံရေးကြပြီးတော့သူနဲ့ပတ်သက်ပြီးတော့သူ့ကိုသူနဲ့မိတ်ဆွေဖြစ်တဲ့သူတွေရန်သူဖြစ်တဲ့သူတွေဆိုတဲ့သကကလုံးတွေနဲ့ဒီပြည်ကမျိုးစုံရေးကြတာတွေ့ရတယ်ဆိုတော့ နောက်တစ်ခါပြီးတော့ပြီးခဲ့တဲ့တောင်တကုန်ရဲစခန်းမှာလည်းဒီဒုံမိုးခိုင်ဆိုတဲ့အမျိုးသမီးကသူ့အမှုဖွင့်ခဲ့တယ်ဆိုတာမျိုးလေ60ယောက်ကားနဲ့အမှုဖွင့်ခဲ့တယ်ဆိုတာမျိုးလေရေးချတာတွေ့ရတယ်ပြောရရင်တော့သူနဲ့ပတ်သက်ပြီးရင်းနေရမျိုးစုံတွေ့တယ်တွေ့ပါတယ်ဆိုတော့အမှုတွေကတော့ဖွင့်ထားပြီးပြီဆိုတဲ့အဓိပ္ပာယ်တော့သွားတက်ရတယ်ဆိုတော့ဒီဟာနဲ့ပတ်သက်လို့လေသက်ဆိုင်ရာနာသကဘက်ကထုတ်ပြန်ထားခြင်းမရှိဘူးအဲတရားရုံးတွေပါညာတွေလည်းမင်းနဲ့ဆုံဆန်းခြင်းမရဘူးသက်ဆိုင်ရာဖွဲ့စည်းရေးနဲ့မေးရညာခက်တယ်ပြီးတော့ကျွန်တော်ကိုယ်တိုင်ပင်လေးလေဟိုတို့နဲ့အသိပြီးဆက်ဆံအသိမရှိဘူးမရှိတော့ကျွန်တော်သိပြီးတော့ဟိုမမေးမမြမ်းမိဘူးဗျာအဲ့တော့မမေးမြမ်းပြီးတော့ကျွန်တော်တိကျမသိဘူးသို့တော့ဒီရေးတော့ဒါလို့တွေ့ရပါတယ်ဆိုတော့ ကျွန်တော်တို့နောက်ထပ်ကြားရတဲ့ information တခုကတော့သူ့မိသားစုလည်းတချို့သူ့မိသားစုလည်းပြီးခဲ့တဲ့ရက်ပိုင်းကရန်ကုန်ရောက်လာတယ်ရောက်ပြီးတော့သက်ဆိုင်ရာဆရာတော်တန်ခါတော်ကြီးတွေနဲ့ဝင်ဖူးပြီးတော့တွေ့ကြိုးစားတယ်လို့ကြားတယ်ပြီးရင်ဆရာတော်တန်ခါတော်ကြီးတန်ခါတော်ကြီးတွေရဲ့ဆက်နိုင်ငံတော်ကြီးခဲ့တဲ့စီကိုမြစ်တာရဲ့ခန့်ချက်တွေတင်ပေးဖို့တောင်းဆိုဖို့လုပ်တယ်ဆိုတာလည်းကြားရတယ်ဒါတွေတော့ကြားနေရတဲ့သတင်း information တွေပါအတီတော့ကျွန်တော်တို့မပြုတ်ချင်ပါဘူးဘာလို့လဲဆိုတော့ဒါတွေက information just information ဆိုတာမျိုးပဲမှတ်စေချင်ပါတယ်အလို့ဆိုတော့ဒီလိုမျိုးတော့သတင်းတွေ့နေရတယ်အဲ့တော့ဟိုကိုဇော်ဘိုးကြီးကိုထောက်ခံကြသူတွေမထောက်ခံကြသူတွေကြိုက်ကြသူတွေမကြိုက်ကြသူတွေမျိုးစုံရှိကြပါလိမ့်မယ် ဒါတွေကတော့ကြိုက်ချင်းမကြိုက်ချင်းဟိုတောက်ခံချင်းမတောက်ခံချင်းကတော့ဒါတယောက်ချင်းစီရဲ့သဘောထားဆန်းနေတယ်စိုက်ပါတယ်။ဒါပေမဲ့ तू ဥပဒေကိုကျူးလွန်ဖောက်ပြတာရှိရင်တော့ဥပဒေကတော့အေးအေးယူနေမယ်။ဖောက်ပြတာမရှိရင် तू ပြန်လွတ်မယ်။ဒါကတော့အဖြစ်အဖြစ်အခြေခံအဖြစ်ပါပဲ။ပြီးတော့ဟိုအမှုဖွင့်ထားတဲ့အဖွဲ့အစည်းကဘယ်ဖွဲ့စည်းလဲဆိုတာလည်းရှိသေးတာဟုတ်။အမှုဖွင့်ထားတာကတက်မတော်ကိုယ်တိုင်အမှုဖွင့်ထားတာဆိုရင်တော့ပြဿနာရှိတယ်။တခြားလူတွေကအမှုဖွင့်တာဆိုရင်တော့ညှိလို့နိုင်လို့ရနိုင်သေးတယ်။ဒါတက်မတော်အမှုဖွင့်နေဆိုရင်လည်းဒါညှိလို့နိုင်လို့ရနိုင်တယ်။နောက်တစ်ခုကဒါကိုအမှုဖွင့်ခဲ့ပြီးတရားရုံးကိုဆွဲချက်တင်လိုက်ပြီဆိုရင်တော့သူ့အနေထားက အန္တရာယ်များလာပါတယ်အစွဲချက်မတင်ခင်လေးမှာဒီအမှုပြည့်ပြည့်သွားအောင်လုပ်ဖို့ပဲလိုပဲပေါ့အစွဲချက်တဖို့မတင်ဖို့အရေးကြီးပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီနိုင်ငံမှာတရားစီရင်ရေးနဲ့ပတ်သက်ရင်ဘုံကြီးမကြီးမရောက်နိုင်ကိုယ်တိုင်မယ်လင်းတရားစီရင်ရေးကိုမဆွတ်ဖက်ဘူးသူကြီးသူကအဲ့လိုနေနေလူဖြစ်တယ်ဆိုတော့အကယ်၍သာတရားရုံးမှာစွဲတင်လိုက်ပြီဆိုရင်တော့ဒါကိုစောဘုံကြီးနဲ့သူ့ရဲ့ဟိုဘာတွေကတော့ဒါဘာပြောဟိုအမှုရင်ဆိုင်မဲ့သဘောပေါ့တရားရုံးစွဲချက်မတင်ရသေးဘူးဆိုရင်တော့အမှုတိဆောက်ဆဲကာလမှာ ਨੇ ပြည့်ပြည့်သွားတာတွေကိုဖြစ်နိုင်တယ်ပေါ့အခုချိန်ကြီးတော့ဘာမှပြောလို့မရသေးဘူးပေါ့နော်ဆိုတော့ခါရတိချင်းတရားရဲ့ကိုစောဘုံကြီးကိစ္စကြီးကိုဒီဗီဒီယိုကတော့ရေးပြီးဖြစ်တဲ့အတွက်အဲ ရေးတဲ့ဟာအခြေခံပြီးတော့ပဲရာနှုန်းပြမဟုတ်ရင်တော့ရာခိုင်နှုန်းတစ်ခုဖြစ်နေဟိုမှတ်ချက်ယူပြီးတော့ကောက်ချက်ချပြီးတော့အစင်းသားဖို့လုပ်ပြီးလို့ယူစင်းသားသုံးသက်တယ်လို့ယူဆပါတယ်ကျွန်တော်တော့ဒါကိုကောင်းကျိုးဆိုချင်တော့မပြောလို့ပါဘူးသူလည်းသူ့ဟာသူသူအားတန်တဲ့ပုံစံနဲ့သူပြောချင်တာလေသူပြောချင်တာလေသူစိတ်ပါတဲ့အတိုင်းသူသူရဲ့အားချိုးမှန်တဲ့အားအားကောင်းမောင်းတန်အားတန်မောင်းကောင်းတန်နဲ့အားရပါသူပြောခဲ့တာလေရှိတာပဲအခုဆိုရင်ပြည်ပြင်းမီဒီယာတွေကသူပြောခဲ့တဲ့ဗီဒီယိုဖိုင်နဲ့အချို့တွေယူသုံးပြီးတော့တောက်ချတာပေါ့နော်ပုံလည်းပြောရင်တော့ ဟိုပြည်ပြည်မိကြရဲ့ကြောက်ချတာကြောက်ချတာအကြီးကြီးကြောက်ချတာထိုးချတာပေါ့နော်ထိုးချပြီးတော့တော့ကအကြီး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 ပေးကြတယ်ရှိရအောင်တခုရှိတာကကိုသဝင်းပြောနေတယ်များနေသည်သူက public speaker လို့သူ့ကိုယ်သူတော့သူပြောခဲ့တာအများများရှိပါတယ်အဲသူကတကယ်လို့ media ဆိုရင်တော့ကျွန်တော်တို့ media ဆိုရင်တော့သူ journalism ပေါ့ဗျာ journalism တက်ဖြစ်တယ် media ဆိုရင်တော့ပြီးတော့ media license ရှိတယ်ဆိုရင်တော့ကျွန်တော်တို့ကဒီသတင်း media ကောင်းစီပါတော့နေဖြည့်ရှင်းတာမျိုးတွေသက်ဆိုင်ရာဝန်ကြီးဌာနတွေကဝန်ကူတာမျိုးတွေအဲလိုမျိုးတက်ပြီးတော့ထိပ်ပိုင်းကောင်းဆောင်တာဝန်ရှိသူတွေကဆက်ထက်ဆင်းစားပေးတာရှိနေတာပေါ့သူကခက်တာကသူက journalism journalism မဟုတ်ဘူးအဲ media သမားလည်းမဟုတ်ဘူး ပြီးတော့ media license လည်းရှိထားတာမဟုတ်ဘူးအဲ့ခါကျတော့သူပြောတာတွေအကုန်လုံးကခုနရေးရယူလို့ရတဲ့အနေအထားမျိုးတွေရောက်တဲ့စကားလုံးတွေရှိခဲ့တာဒါကြောင့်ဘာပဲပြောဒါကြောင့်သူ့ရဲ့ဒီသူ့ရဲ့ဟိုပြောဆိုမှုတွေတည်းကတချို့စကားလုံးတွေရတယ်ဥပဒေကြောင့်ကညှိစွန့်နိုင်တဲ့အောက်ချက်ဆွဲစရာတွေတွေ့တဲ့အခါဒါဥပဒေကြောင့်ကောက်ဆက်ဆွဲပြီးအမှုဖွင့်သွားတယ်လို့ဟိုတွေ့ရမှာဖြစ်လာပါတော့ကျွန်တော်တို့ကလည်းဒေါ်မိုးဘူးခိုင်ရထားအမှုဖွင့်တာမျိုးတော့မရှိတာဆိုတော့ဒါတွေကစဉ်းစားကြရအောင်တဲ့ကိစ္စပါဒါကြောင့်နောင်နောင်များမှာကိုကရုပ်တံအဲ Facebook ကနေ live ထွက်တာ TikTok ကနေ live ထွက်တာ YouTube ကနေ live ထွက်တာ Telegram တွေပြောတာစသဖြင့်ဘီလိုဘီလိုပဲပြောပြောဟိုတရားဝင် license ရထားသောမီဒီယာမဟုတ်ဘူးဆိုရင်မီဒီယာရှုထောင့်ကလည်းမရတည်ပဲနဲ့ကိုယ့်အကူဟိုရှုထောင့်ကလည်းပြောတာမျိုးကောင်းပါလေနောက်တစ်ခုကပြောပြီဆိုရင်လည်းဥပဒေကြောင့်ညှဉ်းဆဲနေတာလေးကိုတတိကြီးထားကြတာကောင်းပါလေဘာလို့ဆိုဟိုချစ်သွားမှနောက်ကလိုက်ရတယ်ဆိုတာတော်တော်လေးပြင်မှတ်ပါလေမိသားစုတွေပြင်မှတ်နေသူကိုယ်တော့ကိုသက်ဆိုင်ရာကာယကံရှင်တွေလည်းစိတ်ပြင်မှတ်လာပါလေဒါကြောင့်အားလုံးကဘာပြောကိုကတော့ပြောစရာရှိတာပြောချင်တာလို့ပြောချလိုက်ပြီမြင်နောက်ဆက်တွဲကဥပဒေကြောင့်ဆိုတဲ့စကားလုံးတွေတွဲကပ်ပါလာတဲ့အတွက်တတိကြီးထားပြီးရှင်းတဲ့နေထိုင်ကြဖို့အားလုံး လိုက်တွန်းချင်ပါတယ်။နောက်ပြီးတော့ကိုစောဘိုးဟင်းရဲ့ဖြစ်စဉ်ကလည်းအားလုံးတချို့လူတွေဟိုနမူနာသင်ခန်းစာယူပြီးတော့ဟိုလေ့လာသင်တယ်လို့ကျွန်တော်ဒီလိုပဲတိုက်တွန်းချင်ပါတယ်နော်။ဒါတော့ဒီလောက်ပါပဲကျွန်တော်လည်းဒါအများကြီးလို့ပြောစရာမရှိဘူး။အများကြီးလည်းကျွန်တော်လည်းဆက်ဆံမရှိတော့ကျွန်တော်လည်းဘာပြောမှမသိလို့ဒီလောက်ပဲပြောလို့ရပါတယ်။ဒါဆိုကျွန်တော်မသိတဲ့အပိုင်းမို့လို့ကျွန်တော်မပြောနိုင်လို့ပါ။ဒါကြောင့်ရှေ့ရဲ့အပိုင်းတွေကျွန်တော်ပြောတာလေ။ဟိုမသိတဲ့အပိုင်းမို့လို့ဝင်ပြောနေတာ။ခုလိုပြောရမယ့်အတွက်ကျေးဇူးတင်ပါတယ်။